ခက်ကအဲ့လိုပဲချောင်းဆွင့်ရင်ဟာပုံမှန်လူကချောင်းဆွင့်ရင်တပတ်ပေါ့ဆယ်ရက်ပေါ့အဲ့ကျတော့ပို့ဆိုးပြီးနှစ်ပတ်တက်ကြောင်ကြော်ပြီးချောင်းဆိုးတယ်အဖျားလည်းမကြောက်ဘူးညောကောင်းချွေးတွေပြက်တယ်ညညောဖျားပြီးတော့ချမ်းတယ်ကောင်းချွေးထွက်တယ်ဖျားချောင်းဆိုးတာလည်းနှစ်ပတ်ကြော်တယ်ဝိကလည်းကြာလိုက်ဒါ TV ပဲခုနောက်ပိုင်းကစိတ်လာတယ်ပေါ့နော် TV သမားတွေပြန်တွေ့လာတယ်ဆိုတော့ကျွန်တော်တို့ကချောင်းဆိုးတာကချောင်းဆိုးတာကိုကျွန်တော်တို့ကခွဲလိုက်ရင်เนาะအဓိကချောင်းဆိုးတဲ့အကြောင်းရင်းเนี่ย virus အကြောင်းဖြစ်တယ် ဘာလဲကျွန်တော်ဘာမှမလို့ချောင်းဆိုရစီလေးတောက်နိုင်တက်တာသွားနိုင်မယ်ပင်ကုန်ဈေးလေးတောက်နိုင်တက်တာတယ်တခါလေအေးပတ်တာအေးမိတာချောင်းဆိုရလာပါကိစ္စမရှိခန္ဓာကိုယ်က body defense mechanism ဆိုတာအဲ့ဒါဆိုတာပိုးဝင်လာချောင်းကချောက်ပြစ်တယ်ပေါ့နော်ဒါကပုံမှန်လူပေါ့နော်ဒါပေမဲ့ bacteria ဆိုရင်တော့ကျွန်တော်တို့ကပိုးသက်ဆေးတောက်ရတယ်တခါလေအဲ့လိုမျိုးအေးပတ်သွားတာဘာကြောင့်ဆိုအစီတရိုမိုက်ဆင်တို့နော်ကျွန်တော်တို့ဒါကျွန်တော်ကျွန်တော်ဆိုဒါအစာမရင်ကျွန်တော်ကပန်းနိုင်ခြင်းမျိုးရိုးရှိတယ်မျိုးရိုးရှိတဲ့အခါကျတော့အဖွားမှာပန်းနိုင်ခြင်းရှိတယ်ကျွန်တော်က င်ကျက်တဲ့ဆိုင်တိတ်စားလို့မရအောင်ဒီမှုတွေပဲဆိုင်နည်းနည်းချွဲကျက်သွားတယ်အဲ့လိုမျိုးပေါ့အေးပတ်တာများတယ်ကိုခံကြတဲ့ချိန်မျိုးတွေဆိုရင်တော့သူကအဲ့လိုချောင်းဆိုးတတ်တယ်အဲ့ဒါဆိုကျွန်တော်ချောင်းဆိုးပြဆက်တော့ပဲတောင်းရတယ်အခုနောက်ပဲချောင်းဆိုးပြဆက်ရတယ်သူချော်ရွေးရတယ်ဒီတိုင်မဲ့အိမ်ကြီးကမှပြဿနာချောင်းဆိုးပြဆင်းတဲ့ပတ်သက်ပြီးကလေးတွေအဲ့လိုမျိုးဟိုတိတ်သွားတာတွေရှိတယ်ဆိုတော့အဲ့လိုမျိုးဆိုတော့ချောင်းဆိုးပြဆင်းကိုအဓိကရွေးချင်တာကတော့ mm desktop ပါတာပဲအဓိကရွေးပေါ့နော်ကျွန်တော်ကတော့ desktop ပါတာကိုကြိုက်တယ်နည်းနည်းတော့ main နဲ့ဆိုရင်ပဲလေအဲ့ဒါကနည်းနည်း save ဖြစ်တယ်လို့ယူဆတယ်ပေါ့နော်တခြားဟိုဘယ်မှာမလို့တခြား brown hat sink အကောင်းကတော့လေတင်လာချောင်းတစ်ပြောင်စစ်မှာဆိုရင်အဲ့လိုမျိုးအစီတိုင်း system ကိုရေစုပြားလေးတွေလာတယ်ငုံစည်းလေးတွေလာတယ်အဲ့ဒါမျိုးလေးတွေကအဆင်ပြေတယ်ရေစုပြားလေးတွေအဲ့ဒါဆိုရင်တော့ဟိုမြူကိုတဲ့အဆုတ်အဆုတ်ဆုတ်ပွားတဲ့ဟာမျိုးလေးပေါ့နော်အစီတိုင်း system NAC ပေါ့ကွာဝင်လင်းပြောင်းတော့အဲ့ကောင်ကတော့ antioxidant effect လည်းရှိတယ် ဟို side effect အနည်းဆုံးပေါ့နော်ချွဲထွက်ရင်တော့အဲ့ဒါကောင်းတယ်ပေါ့နော်အဓိကပေးချင်တဲ့ message ကချောင်းဆိုးနှစ်ပတ်ကျော်ရင်တမန်ရိုက်တလေးစစ်အဓိကဒါပဲဘယ်သူမှချောင်းနှစ်ပတ်ကျော်မစိုးချောင်းနှစ်ပတ်ကျော်ဆိုးရင်တော့အဲ့ဒါဆိုရင်အရှင်တခုခုယူရလိမ့်မယ်နော်အဲ့လိုမျိုးခုကာလာကြီးမှာတော့ချောင်းဆိုးရင်လက်ကြိုက်မလေးအုပ်ဆိုးပါနော်ဟိုကလေးတွေဆိုလည်းအဆုတ်အဲ့အဲ့ဒီအဆုတ်ဗိုင်းရပ်စ်ကအရန်ဆိုးတယ်အဲ့လေးပါရှူတာဟိုအရေပဲရှူရတာနီဖီလိုက်စာရှူရတာပတ်နိုင်ကြမဟုတ်ဘူးနော အဆုတ်အဆုတ်လေးပြန်ရောင်းတဲ့ခါကျတော့ပေးရတယ်ဟိုဟိုဘောနော် bronchodilator လို့ခေါ်တာဒီဒီအဆုတ်ချွဲချွဲပြောင်းအောင်လို့အဲကြောင့်မို့ကွာကလေးတွေဆိုရင်ချောင်းဆွရင်ကျွန်တော်က1ချူပြရတယ်နော်1 0 1 1ချောင်းချောင်းပို့ဆိုးတယ်နောက်မှကလေးက unplug ရတယ်အဲ့လို unplug ချွဲထွက်သွားတယ်လို့အဲ့လိုမျိုးဆိုမှတက်တာတာပေါ့နော်ချုပ်ကလေးတွေကချောင်းဆွရင်အန်တယ်ကျွန်တော်တားဆိုလည်းအန်တယ်မနေ့ကဆိုလည်းအဲ့လိုပဲဒီကောင်ကအဆုတ်ပွားတာပေါ့နော်ဒီကောင်ကရေကန်းမို့ဆိုင်ဖြစ်တယ်ကျွန်တော်ရဲ့အမွေကိုကျွန်တော်က အဲ့လို training နဲ့ထွက်တဲ့လူမျိုးကြတော့ကျွန်တော်သားမှလာပြီးတော့ဟိုမျိုးရိုးရဲ့သဘောကအဲ့လိုမျိုးရှိနေတာပန်းနာကြီးချက်တို့အစမာတို့ကမျိုးရိုးကိုလိုက်တာဘာမှလုပ်မရအောင်အဲ့ကောင်ကရေခဲမို့စိုင်းဖြစ်ပြီအဲ့เจ้าမှသွားပြီးအထူး